ျွန်တော် Remy Pan ဒူးရဲ့ပန်စမ်းကြည့်မို့ဘောနော် Pad Pro ရဲ့ပန်ကသုံးလို့မရဘူးလို့ပြောတယ်အဲ့တော့ကျွန်တော်ရှိမှာ Pad Pro ကိုပန်တစ်ချောင်းကျန်သေးတာဗောနော်အဲ့ကောင်လေးနဲ့အလုပ်လုပ်လာပါလားစမ်းကျင်တာအဲ့တော့ပုံမှန်တိုင်းပဲကျွန်တော်တို့ဒီ setting တွေက stylet and keyboard ထဲကိုသွားဗောနော် connect ဖြစ်အောင်ကဒီပန်ရဲ့ရှေ့ button လေးကိုချိန်ဗောနော် Pad Pro ရဲ့ပန်ကတော့လောလောဆယ်ကျွန်တော်စမ်းကြည့်တဲ့တော့ Redmi Pad 2ပေါ်မှာတုံးလို့ရပါတယ်เนาะသူ Mi Canvas ထဲကိုဝင်ပြီးတော့ ရေးမယ်ဟိတ်ဆိုလဲရေးလို့ရတယ်ပေါ့နော်ကျွန်တော်စမ်းနေတာတော့ရေးလို့ရပါတယ်ဒါကျွန်တော်တို့လက်နဲ့ရေးလို့ရတဲ့ setting တွေအားလုံးပိတ်ပြီးတော့စမ်းပြီးရေးတာပေါ့နော်အဲတတော်လက်လက် sensitivity ကောင်းကောင်းရေးလို့ရတာမြင်တဲ့အတိုင်းတွေ့ပါလိမ့်မယ်ကျွန်တော်တို့ပန်နဲ့ပေါ့နော်စာရေးပြီးတော့ပေါ်ခြင်းသူ့ရဲ့ဒါကြီးပုတ်ထဲမှာဒီ writing pack ရဲ့ ဟိုဟာလေ့ကျင့်ခန်းလေးပါတယ်ဗောနော်ဒီမှာဆိုရင် right to delete to select to insert to လောက်လို့ရတဲ့ဟာကြီးဘယ်လိုရေးလို့ရမလဲ delete လောက်ချင်ဘယ်လိုဖြတ်လို့ရမလဲအဲ့ဒါကကိုယ့်နဲ့ကိုဝင်ပြီးတော့ကြည့်ကြည့်လိုက်ပါဒါကလွယ်ပါတယ် तू ကရေးချင်ရင်အဲ့အကွက်ထဲမှာရေးရုံပဲဖြတ်ချင်တဲ့ဟိတ်ဆိုရင်အဲဆက်လုံးတွေအကုန်လုံးချက်လိုက်ရင် delete ဖြစ်တယ် select လောက်ချင်ရင် swipe လုပ်ရင် select insert ကမြားလေးထိုးပြီး select ပေါ့နော်ဒါကတော့ကျွန်တော်အသေးစိတ်မပြောတော့ဘူးကိုယ့်ဟာကိုအဲ Gboard tutorial ရဲ့မှာဝင်ပြီးတော့ကြည့်လို့ရတယ် ရမီဘတ်2ရဲ့ notebook ထဲမှာရေးရင်ဂျီဘုတ်ထဲမှာကျွန်တော်တို့ setting တတ်မှတ်ပြရပါတော့။ဒါအင်္ဂလိပ် UK writing ထဲမှာမှာကျွန်တော်တို့က setting button လေးနှိပ်ပြီးတော့ handwriting မှာအမှန်ကြီးချစ်ပေးလိုက်။ရပြီ။မြန်မာလို handwriting နဲ့ကလည်းဒီဂျီဘုတ်ထဲကကုနာ setting button နှိပ်ပြီးတော့မြန်မာစာတိုင်းမှာပဲလက်ရေးမှုဆိုတာလေးအမှန်ချစ်လိုက်ရင်ရပါပြီ။အဲ့တော့ကျွန်တော်တို့က keyboard မှာပေါ့နော် note ထဲမှာစာရေးဖို့ keyboard မှာပေါ်လိုက်ပြီဆိုတော့ ਨੇ handwriting keyboard ကိုတခါတည်း ပြောင်းပြီးတော့စာရေးလို့ရပြီပေါ့ဗျာအဲ့တော့စာမရိုက်ချင်တဲ့သူဆိုရင်ပန်နဲ့အင်္ဂလိပ်လိုပဲရေးရေးမြန်မာလိုပဲရေးရေးအလွယ်တကူရေးလို့ရပါပါလိမ့်မယ်တောင်းရမှာတော့ဂျီဘုံရဲ့ handwriting keyboard ကိုတုံးပြီးတော့နှုတ်ထဲမှာဒီလိုမျိုးစာရေးလို့ရပါတယ်ဘာသာစကားတော်တော်များများလည်းစပ်ဖို့ပြီးတာတွေ့ရပါတယ်ကျွန်တော်စမ်းပြီးတာကတော့ Redmi Pad Pro ရဲ့ Smartband ပေါ်မှာပဲစမ်းပြီးတာပါ ဈေးနှုန်းကတော့အခုလောလောဆယ်ဈေးဆိုရင်တော့3900ခွဲဝန်းကျင်လောက်တော့ရှိနိုင်တယ်ဒါကျွန်တော်မှရှိရဲ legend ပန်လေးကိုတစ်ချက်ဆန်းပြပေးတာပါ styling pen မှာခလုတ်နှစ်ခုပဲပါတယ်ရှည်ဆုံးခလုတ်ကိုနှိပ်တယ်ဟိဆိုရင်စာရေးလို့ရမယ်နောက်ခလုတ်ကိုဖိထားမယ်ဟိဆိုရင် screen shot ရိုက်လို့ရမယ်ပေါ့နော်အဲကျွန်တော်တို့အဝိုင်းလားဒါမှမဟုတ်ကိုယ်စိတ်ကြိုက်လာဆိုတူးလို့ဆွဲပြီးတော့ရိုက်မှာလား screen shot ရိုက်လို့ရတယ်ရှည်ရဲ့ button ပေါ့နော်အဲ့ button လေးကိုကျွန်တော်တို့ဖိထားဖိထားပြီးတော့နှိပ်လိုက်ပြီးဆိုတော့ねသူ့ရဲ့ mic canvas တွေကိုတန်းရောက်သွားပြီအဲ့တော့မှပုံဆွဲခြင်းလားစာရေးခြင်းလားစိတ်ကြိုက် pen 2တွေရွေးပြီးတော့တတ်တတ်လက်လက်လှုပ်လှုပ်လို့ရတာတွေ့ရပါတယ်နော်ဗီဒီယိုလေးကတော့ဒါပါပဲအားလုံးဘိုင်ဘိုင်ပါ